အားလုံးပဲမင်္ဂလာပါကျွန်တော်တော့ဒေါက်တာဆိုက်ကောင်ရဲ့မှာပြိဿန်ဆေးကူဆရာပါမှာဒီဗီဒီယိုထဲမှာကျွန်တော်ဒီဇီဝလက်နက်အနေနဲ့တုံးပြူကြီးမှာတော့တိုက်ခတ်လို့ရတယ်။တောင်တန်ယောဂါပိုးကြောင့်ကိုကျွန်တော်ပြောပြတော့မှာဖြစ်ပါတယ်။တောင်တန်ယောဂါပိုးကအဓိကဒီမျက်စာရဲ့နော်ပြိဿန်တွေမှာဖြစ်တာများပါတယ်။ဥမာဒီနွားတို့တိုးတို့ပြီးရင်မြင်းပေါ့နော်။အင်းတခြားအသားစားပြိဿန်တွေဖြစ်တဲ့ခွေးကြောင်တို့မှာလည်းဖြစ်နိုင်ပါတယ်။ပြီးရင်ဝက်တွေမှာလည်းဖြစ်တတ်ပါတယ်။ ဆိုးဆိုးကတော့သူကလူတွေကိုပါကူးဆက်စေတဲ့အတွက်ကြောင့်မလို့ဒီယောဂါဟာပေါ့နော်ကပ္ပတလိမ့်ဆိုင်ကျမ်းမာရေးဖွဲ့ရနေမှာဒါတလိမ့်ဆိုင်ကနေလူကိုကူးဆက်စေတဲ့ယောဂါစီးရင်ထဲမှာထည့်သွင်းထားပါပေါ့နော်ဟုတ်ပါပြီဒီယောဂါကဘာယောဂါဘူးကြောင့်ဖြစ်တယ်လဲဆိုရင်ဒီ bacterial enterosis လို့ခေါ်တဲ့ bacteria ပိုးကြောင့်ဖြစ်တယ်ဒီ bacteria ပိုးဟာဆိုရင်သူ့ရဲ့ခန္ဓာကိုယ်ပေါ့နော်ကာယံဖား spore ဆိုတဲ့ဒီအကာလေးပေါ့နော်အဲအကာရှိရတဲ့အတွက်ကြောင့်မလို့ဒီအပြင်ပနေရောင်တံပေါ့နော်အပူတံ ပြန်ပို့တက်စီဖြန်းတဲ့အတိုင်းမျိုးတော်တော်တိုင်အောင်ဆိုခံနိုင်ရည်ရှိပါတယ်။အဲအကြောင်းမလို့သူမြေကြီးထိုင်မှာဆိုရင်လည်းနဲ့နဲ့ချီမှာနေနိုင်ပါတယ်။ကြောဒီယောဂါကဘလို့ကုဆတ်စီနိုင်လဲ။ဒီယောဂါကပေါ့နော်မြေကြီးထိုင်မှာရှိနေတဲ့အတွက်ကြောင့်မလို့ဒီနွားတို့တိုးတို့ပေါ့နော်သူတို့မြက်သွားစားတဲ့အချိန်ကျရင်မြက်စားရင်မှဒီမြေကြီးထိုင်မှာကပ်ပါရင်မှဒီယောဂါကိုကုဆတ်စီနိုင်ပါတယ်။ပြန်ယောဂါပိုးတွေကပ်ပါနေတဲ့ဒီမြေကြီးနဲ့သူလူးနေတဲ့ကောက်ရိုးတွေပေါ့နော်ဒါမျိုးကြီးကျွေးမိမှလည်းယောဂါဖြစ်စေနိုင်ပါတယ်။ ယောဂဘိုးတွေတည်ဆောင်ထားတဲ့ဒီကြိုက်တဲ့ရင်ကောင်ပေါ့နော်အဲရင်ကောင်တွေကနေလဲယောဂဘိုးတွေကိုဖြန့်ဖြူးပေးနေတတ်ပါတယ်။အမအသားစားတဲ့တတဝါတွေပေါ့နော်ခွေးကြောင်ပြီးရင်ဒီဝက်တွေဆိုရင်လည်းသူအစုံစားတော့အဲကောင်မှဆိုရင်တော့ဒီယောဂဘိုးပါတဲ့အသားကိုပေါ့နော်စားမိခြင်းအပြင်ယောဂကိုကူးဆက်စေနိုင်ပါတယ်။ကြောက်ဝက်တွေမှာဆိုရင်တော့ဒီအစာကျွင်းကြံတွေကိုကျွေးမယ်ဆိုရင်အသားတွေပါမယ်ဆိုရင်ပေါ့နော်သူ့ကိုတေချာကြိုးချိန်မှာကျွေးတာတောင်းလို့ဖြစ်ပါတယ် ပြီးရင်ဒီယောဂါပေါ့နော်လေထဲကနေတဆင့်လဲကူးဆက်စေနိုင်ပါတယ်အဲကြောင့်မို့2000ခုနှစ်မှာဆိုရင်ဒီ USA ကိုပေါ့နော်ဒီစာအိတ်ထဲကနေတဆင့်ဒီယောဂါပို့ထည့်ပြီးမှပို့လိုက်တယ်ပေါ့နော်ပြီးရင် SI ကိုဖောက်ပြလိုက်တဲ့အချိန်မှာယောဂါပို့ကဒီလေထဲကိုထွက်လာပြီးမှဒါခွင့်ကြည့်တဲ့လူတွေကိုယောဂါပို့တွေကိုကူးဆက်စေနိုင်တယ်ပေါ့နော်အဲ့လိုနီးနေလဲသူ့ကိုပေါ့နော်ဒီဝါလက်နက်နေနဲ့အသုံးပြုနေတတ်ကြပါတယ်အဲကြောင့်ဒီယောဂါဖြစ်လို့တည်ရဆိုတာဒီယောဂါပို့ကနေ ိတ်တောက်တွေထုတ်ပေးရပေါ့နော်အဲစိတ်တောက်တွေကြောင့်မို့ယောဂကူးစက်ခံရတဲ့ကောင်တွေကတည်ဆုံးရခြင်းဖြစ်ပါတယ်ပြီးရင် noise မှာဆိုရင်တော့ဒီရုပ်တရက်တည်သွားတာများရပေါ့နော်ယောဂကူးစက်ခံရပြီဆိုရမယ်ပေါ့နော်တည်သွားရကောင်တွေဆိုရင်တော့ဖောရောင်ရင်ဖောင်းဖောင်းဖြစ်နေတတ်တယ်ပေါ့နော်ပြီးရင်တည်သွားရဆိုရင်အမှန်ဆိုရင်တောက်အောင်မှာဖြစ်ပါတယ်ဒါပေမဲ့ဒီအတေကောင်တွေကမတောက်ဘူးပေါ့နော်ပြီးရင်သူ့ရဲ့ဒေါရကိုပေါက်ပေါ့နော်မျက်စိနာနာဒီပါဇက်အဲတခါတည်းကျရင်ဒီစအိုးပေါ့နော်အဲ့ဒီကနေအဲတွေးထွက်နေတတ်ပါတယ်ဒီတွေးရလည်း နီညိုရောင်အရောင်မျိုးဖြစ်နေတတ်ပါတယ်။ပြီးရင်ထူးဆန်းတာတွေးဆိုတာအပြန်ထွက်သွားရင်ခဲရမှာပေါ့နော်။ဒါပေမဲ့တွေးရမခဲဘူးပေါ့နော်။ဒီယောဂဖြစ်လို့တွေးရကောင်းမှာဆိုရင်တချို့ရုပ်တရက်မတည်တဲ့ကောင်းတွေဆိုရင်တော့အဖျားတက်မယ်။ကိုယ်ရှိတဲ့ကောင်းတွေမှာဆိုရင်တော့ကိုယ်ရင်ပြတ်ကြမယ်။နှုတ်စားနွားရဆိုရင်တော့နှုတ်ချအနေရောမယ်ပေါ့နော်။ပြီးရင်အသက်ရှူခတ်တဲ့လက္ခဏာတွေတုံပြီးတော့တက်နေတဲ့လက္ခဏာမျိုးတွေတွေးရမှာဖြစ်ပါတယ်။ငင်းနေမှာဆိုရင်တော့ဒီလေဘဲလို့ဘိုက်တို့เนาะရင်ဘတ်တို့မှာဆိုရင်ပြီးရင်သူ့ရဲ့မျိုးပွားအင်္ကာတို့မှာဆိုရင်ပေါ့เนาะ ဒီဖောရောင်ရဲ့လက္ခဏာမျိုးတွေတွေ့ရမှာဖြစ်ပါတယ်ပြီးရင်လည်းရဲ့၃ရက်အတွင်းမှာတည်သွားတတ်ပါတယ်ဝက်ဒီမှာဆိုရင်တော့ဒီရောဂါဖြစ်ခဲ့တယ်ဒါပေမဲ့အဲသတိထားမှာဖြစ်ပါတယ်အဖြစ်ပြီးဆိုရင်တော့ဒီလေဘင်းတဝိုင်းမှာပေါ့နော် ခင်ပြာရောင်လိုမျိုးပေါ့နော်စွဲနေတတ်တယ်ပြီးရက်တက်ရှုခတ်တဲ့လက္ခဏာကြီးဖြစ်ပြီးတော့တချို့ဝက်တွေမှာဆိုရင်တော့ပြန်လဲကုသရီမှာကောင်းသွားမျိုးလည်းရှိရပေါ့နော်ခွေးကြောင်တွေမှာဆိုရင်လည်းဝက်တွေနဲ့လက္ခဏာတူတဲ့လက္ခဏာမျိုးတွေတွေ့ရမှာဖြစ်ပါတယ်လူတွေမှာဖြစ်ပြီးဆိုရင်တော့အရေပြားလက္ခဏာကိုတွေ့ရမှာနော်အရေပြားမှာအနာအပေါက်လေးဖူးလေးအဲ့လိုမျိုးတွေတွေ့ရမှာဖြစ်ပါတယ်ဒီယောဂါကပေါ့နော်ပတိယကြောင့်ဖြစ်တဲ့ယောဂါဖြစ်တဲ့အတွက်ကြောင့်မို့သူဈေးကုလို့ရောရပါတယ်ပနက်ဆလင်တက်ထရာဆိုက်ကလင်းလို့လိုမျိုးဈေးနဲ့ကုလို့ရပါတယ်ဒါပေမဲ့သူ့ကို ကုတချင်းထက်ပေါ့နော်ကာွယ်ချင်းကပိုကောင်းတယ်ပေါ့နော်သူတောင်တန်းယောဂါကာွယ်ဈေးဆိုရင်မှာကာွယ်ဈေးထိုးလို့ရပါတယ်ဒီဒီယောဂါကြောင့်ဖြစ်လို့တည်ရွားရအောင်လို့ဆိုရင်အနက်6ပေလောက်တူပြီးမှမြုပ်ပေးရမယ်ပိုတက်ဆေးဖြန်းရမယ်တချို့ကောင်းပြီဆိုရင်တော့မီးရှို့ဖြက်ဆီးပေးရတာမျိုးတွေလုပ်ရမှာဖြစ်ပါတယ်တကယ်လို့ကာကွယ်ဆေးထိုးတယ်ဆိုရင်တော့ပฏิစီဝဆေးရင်နဲ့တွဲအိမ်မှာမတုံးရပါဘူးဆေးရတစ်ပတ်ချိုင်းမှာပဲတုံးရမှာဖြစ်ပါတယ်